ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါ2026ခုနှစ် American နိုင်ငံကနေဒါနဲ့ Mexico မှာသုံးနိုင်ငံပူးတွဲကျင်းပမယ်ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကိုတောက်ကြနေမှာမဲနိုင်ရေးဆွဲခဲ့ပြီးဖြစ်တယ်။ဆိုတော့ပြိုင်ပွဲဝင်က48သင်းတီရှိမယ်။စုစုပေါင်းပွဲပေါင်းက104ပွဲတီရှိပြီးတော့အမေရိကန်၊ကနေဒါနဲ့မက္ဆီကို၃နိုင်ငံမှာမြို့ကြီး16မြို့မှာကျင်းပမှာဖြစ်တယ်။ဆိုတော့ကမ္ဘာဖလားပြိုင်ပွဲကြီးကိုပြည်သက်တီစောင့်မျှော်နေတဲ့ဂျွန်ဆက်တစ်ကနေဇူလိုင်19ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီးတော့ဒီပြိုင်ပွဲအတွက်စိတ်ဝင်စားစရာအကောင်းဆုံးအုပ်စုတွေကိုမင်းလိုက်ရေးဆွဲခဲ့ကြတယ်မင်းလိုက်ရေးဆွဲရမှာတော့ကျွန်တော်အစောပိုင်းတည်းကဗြိတိလှုပ်ထားခဲ့တဲ့အတိုင်းပဲအင်ရှင်၃နိုင်ငံကိုအုပ်စု A အုပ်စု B နဲ့အုပ်စု D ဆိုပြီးတော့အသီးသီးခွဲထားပြီးဖြစ်တဲ့ ဆိုတော့အုစု A မှာပူးတွဲအင်ရှင်တနိုင်ငံဖြစ်တဲ့မက္ကဆီကိုက A1 မှာပါပြီးတော့အုစု B ရဲ့ A1 မှာကနေဒါနိုင်ငံကပါတယ်အုစု D မှာတော့အမေရိကန်နိုင်ငံပါတယ်ပြီးတော့မှကျွန်တော်တို့ကမ္ဘာအဆင့်သတ်မှတ်ချက်စီးတရတဲ့အသင်းတွေအားလုံးကို Pot 1 Pot 2 Pot 3 Pot 4ဆိုပြီးတော့အသီးသီးခွဲလိုက်တယ် Pot 4ကတော့တောင်အမေရိကဆိုရင်အာရှဆိုအပါဝင် FIFA ရဲ့ Confederation Playoff ကရမယ်တက်လာမယ်နှစ်သိန်းရဲ့ ဥရောပစုံကပလေးအော့ကတက်လာမယ်၄သင်းပေါင်းနဲ့၆၆သင်းနဲ့အတူကျန်တဲ့သင်းတွေက ပေါ်ဖိုးမှာပါတယ်ဆိုတော့ကျွန်တော်မဲနိုင်ရေးဆွဲခဲ့တဲ့အထဲမှာဒါစိတ်ဝင်စားစရာ first time အသင်းတွေအများကြီးပါတဲ့အထဲမှာကျွန်တော်တို့အုပ်စုကတော့ထူထူခြားခြားအင်ရှင်၃နိုင်ငံစလုံးတော်တော်လေးခြောက်နေအုပ်စုလို့ပြောရမယ်အင်ရှင်နေတဲ့ကနံပါတ်1မက္ဆီကိုကကမ္ဘာဖလားပြိုင်ပွဲရဲ့အဖွင့်ပွဲပွဲစဉ်ကိုကျင်းပမှာဖြစ်တယ် မက္ဆီကိုစီးတီးကအက်စတာရီယိုအလန်ကန်တာဆိုတဲ့ကွင်းမှာကမ်းမဲ့ခါမှာမက္ဆီကိုက2010ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတုန်းကသူတို့နဲ့အတူဖွင့်ပွဲကန်ခဲ့တဲ့ Ancient House South Africa နဲ့သူတို့ပွဲစဉ်တစ်ဖွင့်ပွဲကန်မှာဖြစ်တယ်ဆိုတော့မက္ဆီကိုကသူ့ရဲ့ဖွင့်ပွဲရောကမ္ဘာဖလားဖွင့်ပွဲကို South Africa နဲ့ကန်မှာဖြစ်ပြီးဒီအုပ်စုမှာ တောင်ကိုရီးယားပါမယ်ပြီးတော့မှဥရောပစုံက UEFA ရဲ့ Playoff အောင်လာမယ့်အသင်းတစ်သင်းပါမယ်ဒါအုပ်စုဘီမှာတော့ Ancient Canada ပါတယ် Canada ကဥရော ပါဆောင်ကပလီယိုအောင်လာမဲ့နောက်ထပ်သတင်းနဲ့ထပ်ပြီးတွေ့မှာဖြစ်ပြီးတော့အဲ့ဒီမှာမှ2020အိမ်ရှင်ဖောင်းဖြစ်တဲ့ကာတာပါမယ်ပြီးဆွစ်ဇာလန်ပါမယ်အုတ်စုဘီမှာဒါအုတ်စုစီမှာတော့ငါးကြိမ်ချန်ပီယံနဲ့ပြိုင်ပွဲတိုင်းကိုအမြဲတမ်းဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့ကာလိုအန်ချယ်လိုတီရဲ့ဘရာဇီးလ်ပါဒီသင်းက၅ကြိမ်ချန်ပီယံဖြစ်ပေမဲ့2002မှာသူတို့နောက်ဆုံးချန်ပီယံဖြစ်ထားတာဖြစ်တယ်။ဘရာဇီးလ်ကသူ့ရဲ့ဖွင့်ပွဲကိုပြီးခဲ့တဲ့2022ကမ္ဘာဖလားပြိုင်ပွဲမှာပထမဆုံးအာဖရိကန် nation အဖြစ် semi final တက်ခဲ့တဲ့ Morocco ကိုဖွင့်ပွဲကစားရမှာဖြစ်ပြီးတော့ဒီအုပ်စုမှာ Haiti နဲ့ Scotland တို့လည်းပါတယ်အုပ်စုဒီမှာတော့ ancient နောက်ထပ်တနိုင်ငံဖြစ်တဲ့ American နိုင်ငံက ancient ဖြစ်ပြီးတဲ့မှာဒီအုပ်စုထဲမှာ Paraguay ရဲ့ Australia နဲ့ဥရောပစုံရဲ့ Patrick ကနိုင်ရတဲ့အသင်းတစ်သင်းနဲ့သူတို့ထပ်ပြီးတွေ့မှာဖြစ်တယ်ဆိုတော့ American ကဖွင့်ပွဲမှာတောင်အမေရိကတိုက်က Paraguay ကို SoFi Stadium မှာဂျွန်ဆန်ရဲ့နေ့မှာကံမှာဖြစ်တယ်အုပ်စုအီမှာတော့၄ချိန် ချန်ပီယံဂျာမနီအသင်းကကာရာရီကာပြီးတော့မှအိုက်ဘရီကိုနဲ့အက်ကွေဒေါ်တို့လိုအသင်းတွေနဲ့ပါတယ်ဒါပေမဲ့ဂျာမနီရဲ့ဖွင့်ပွဲကဖီလီဒယ်ဖီးယားမှာကာရာကာရိုဆိုတဲ့အသင်းကိုဂျာမနီကစပြီးဖွင့်ကမ်းမယ်ဒီအသင်းကပထမဆုံးချိန်ခြေစပွဲအောင်လို့ကမ္ဘာဖလားပြိုင်ပွဲသမိုင်းတလျှောက်လူကြီးအ ਨੇ ဆုံးနိုင်ငံနေနဲ့တသိန်းခွဲလောက်ရှိတဲ့နိုင်ငံလေးကနေကျွန်းနိုင်ငံလေးကခြေစပွဲအောင်ပြီး၄ချိန်ချန်ပီယံဟောင်းဂျာမနီနဲ့တွေ့မှာဖြစ်ပြီးတော့ဟိုဘက်ကအက်ကွေဒေါ်နဲ့အိုက်ဘရီကိုရှိတဲ့ အုပ်စု F မှာတော့၃ကြိမ် semi final ကနေ final ထိတက်ခဲ့ပြီးတော့ဒုတိယအကြီးရထားတဲ့ Netherlands ကဂျပန်ရဲ့ပြီးတော့ UEFA ရဲ့ playoff ကလာတဲ့တသင်းနဲ့ပြီးတော့ Tunisia တို့နဲ့တုံးဆူတဲ့ကြပြီး Netherlands ရဲ့ဖွင့်ပွဲကဂျပန်နဲ့တွေ့မှာဖြစ်တယ်ဆိုတော့ဂျပန်ကပြီးခဲ့တဲ့ World Cup တုန်းက Spain ရဲ့ Germany ရဲ့ကြတယ်ဆိုတော့ဒီကြိမ်မှာ Netherlands နဲ့ကြမယ် Netherlands ကဘာပဲဖြစ်ဖြစ်အခုလက်ရှိမှာ Netherlands အတွက်တော့ပွဲချက်ဆမှာဖြစ်တယ် ုပ်စုကြီးမှာတော့ Belgian အသင်းက Egypt, Iran, New Zealand တို့နဲ့ကြာတယ်ဆို Belgian လည်းအုပ်စု6ရဲ့ထဲမှာပါပြီးတော့သူတို့ရဲ့ဖွင့်ပွဲက Mohamed Salah နဲ့တွေ့မယ်ဆိုတော့ Kevin De Bruyne နဲ့ Mohamed Salah ဆို ထိတ်တိုက်တွေ့မယ် ဘယ်ဂျီယံအီဂျစ်ပွဲဖြစ်တဲ့အိုဆူရှိတ်မှာတော့ယူရိုပီယံချန်ပီယံဖြစ်တဲ့2010ကမ္ဘာချန်ပီယံဖြစ်ပြီးတော့လက်ရှိနံပါတ်1နဲ့ရေပန်းစားဆုံးဖြစ်တဲ့စပိန်အသင်းကကိတ်ပါရီရဲ့ဆော်ဒီအာရေဗျာနဲ့ယူရုဂွေးတို့နဲ့ကြတယ်ကိတ်ပါရီကလည်းတော်တော်လေး strong ဖြစ်တယ်ဆော်ဒီကတော့2034အင်ရှင်နဲ့ယူရုဂွေးကတော့ဒီပြိုင်ပွဲမှာနှစ်ကြိမ်ချန်ပီယံဖြစ်ပြီးတော့စပိန်ရဲ့ဖွင့်ပွဲကကိတ်ပါရီကိုစပြီးတော့ဖွင့်ပွဲအဖြစ်ကစားရမှာဖြစ်တယ်အိုဆူ မှာတော့2018ချန်ပီယံနဲ့22ဖိုင်နယ်တက်တဲ့နာမည်ကြီး French အသင်းဖြစ်ပြီးတော့သူတို့အုပ်စုမှာ Senegal ရဲ့ပြီးတော့မှ International Playoff ကအနိုင်ရမဲ့အသင်းရဲ့ပြီးတော့မှ Norway ပါတယ်ဆိုတော့ဒီအုပ်စုက ကီလီယန်အမ်ဘာပေနဲ့အာလင်ဟာလန်တို့ထိတ်တိုက်ဆုံတွေ့မှာဖြစ်သလိုစင်နီဂေါကစာဒီယိုမာနီတို့လည်းတွေ့မှာဖြစ်တယ်ပြင်သစ်ရဲ့ဖွင့်ပွဲကစင်နီဂေါနဲ့ဖြစ်တယ်ပြင်သစ်က2002တုန်းကသူတို့ရဲ့ဝေါ်ချမ်ပီယံဖွင့်ပွဲမှာစင်နီဂေါနဲ့တွေ့ခဲ့ပြီးအဲ့တုန်းကတော့စင်နီဂေါကသူတို့ကိုတကူကူမရှိနဲ့အနိုင်ရထားတယ်ဒီအုပ်စုအိုင်ကပြင်သစ်အတွက်တိတ်ခတ်ခဲစရာမရှိပေမဲ့ အနည်းငယ်ချက်တဲ့အုပ်စုတွေထဲမှာပါတယ်လို့ပြောရမှာဖြစ်တယ်။အုပ်စုဂျေကတော့လက်ရှိကမ္ဘာချန်ပီယံအာဂျင်တီးနားပါ။အာဂျင်တီးနားရဲ့ group ကတော့သူ့အတွက်ကျင်းနဲ့ဆရာ group လို့ပြောရမှာဖြစ်တယ်သူတို့ဖွင့်ပွဲမှာအာဖရိကကအယ်ဂျီးနီးယားနဲ့တွေ့မယ်ပြီးတော့မှတစ်ဖက်မှာအော်စတြီးယားရဲ့ဂျော်ဒန်ရဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီအုပ်စုကအာဂျင်တီးနားအတွက်ကျင်းနဲ့ဆရာအုပ်စုဖြစ်ပြီးတော့လီယိုနယ်မက်ဆီတို့ရဲ့အာဂျင်တီးနားကဂျွန်16ရက်နေ့မှာ LGDR ကိုဖွင့်ပွဲဖြစ်ကမ်းမှာဖြစ်တယ်အုပ်စု မှာတော့နာမည်ကျော်စူပါစတာခရစ်စတီယာနိုရယ်ဒိုရဲ့ပေါ်တူဂယ်ကအုပ်စု H မှာပါတယ်ဒီအုပ်စုမှာတော့ International Confederation ကလာမဲ့ချစ်ပွဲအောင်မဲ့အုပ်စုပေါ့လေဖြစ်နိုင်ခြေက DR Congo ဖြစ်ဖို့များပြီးတော့ ဥဇ်ဘက်ကစ္စတန်နဲ့ကိုလံဘီယာပါတယ်ပေါ်တူဂီရဲ့ဖွင့်ပွဲကတော့ဖြစ်နိုင်ခြေကဒီယာကွန်ဂိုတက်လာဖို့များပြီးတော့ဒီယာကွန်ဂိုဖြစ်နိုင်ခြေအများဆုံးရှိတယ်ဥဇ်ဘက်ကစ္စတန်ကိုလံဘီယာနဲ့ပေါ်တူဂီကကိုလံဘီယာကိုတော့နောက်ဆုံးမှတွေ့မှာဖြစ်ပြီးအောက်ဆူအယ်မာတိုမတ်2ကရဲ့အင်္ဂလန်ကမ္ဘာဖလားပြိုင်ပွဲရဲ့ World Cup Qualifying ချစ်စပွဲအားလုံးကိုနိုင်ပွဲရတော့မှာပေးကူမရှိကစားနိုင်တဲ့အသင်းဖြစ်မှတ်တမ်းဝင်ထားသူဖြစ်တဲ့1966မှာချန်ပီယံဖြစ်တဲ့အင်္ဂလန်အနေနဲ့ဒီအောက်ဆူမှာ2018သူတို့ကို semi-final င်မှာနိုင်ခဲ့တဲ့ခရိရှားနဲ့ဖွင့်ပွဲမှာစကန်ပြီးတာနဲ့ဂါနာဖနာမားတို့နဲ့လည်းတွေ့မယ်ဖနာမားဆိုရင်2018တုန်းကလည်းအင်္ဂလန်နဲ့တုံးစုတဲမှာကြာခဲ့ဘူးတာဖြစ်ပြီးတော့ဒါအခုလောလောဆယ်မှာတော့အင်္ဂလန်အတွက်အတိုင်းတာတစ်ခုထိခက်ခဲနိုင်တဲ့ပွဲမျိုးဆိုတော့ကျွန်တော်တို့အခုဒီနေရာမှာစီကန်အသစ်မှာလက်ရှိကမ္ဘာဝမ်ကင်တင့်နဲ့နှစ်သိန်းဟာဘယ်တော့မှတွေ့မှာမဟုတ်ပဲနဲ့သူတို့နှစ်သိန်းဟာဘိုလ်လူပွဲရောက်မှတွေ့မှာဖြစ်တဲ့အတွက်ကြောင့်လက်ရှိ ranking number 1နဲ့ number 2နှစ်သိန်းက စပိန်နဲ့အာဂျင်တီးနားဟာသူတို့နှစ်သင်းဟာရှုံးထွက်မှလည်းမတွေ့ဘူးစီမီလည်းမတွေ့ဘူးသူတို့နှစ်သင်းဟာဘူလူပွဲရောက်မှတွေ့မယ်သူတို့နှစ်သင်းတီးခြားတွေ့တာဒီမရှိဘူးဆိုတော့ဒါက ranking number 1နဲ့ number 2အသင်းကိုတီးတန့်ခွဲထားတာဖြစ်တယ်ဒါဒီနေ့ Champions League ပြိုင်ပွဲလေဒီလိုပုံစံဖြစ်တဲ့အတွက်ကြောင့်အဆင့်1ရထားတဲ့လက်ရှိ world ranking number 1စပိန်နဲ့ number 2အာဂျင်တီးနားတို့နှစ်သင်းဟာတကယ်လို့သူတို့နှစ်သင်း all the way တက်သွားမယ်အုပ်စုပထမလည်းရမယ်ဆိုရင်ဘူလူပွဲအဆင့်မှတွေ့မယ် ဒါပေမဲ့အုပ်စုဒုတိယရရတယ်ဆိုတော့သူတို့နှစ်သိန်းအောင်တန်းတွေးနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဥမာစပိန်ကသူ့အုပ်စုမှာသူအုပ်စုဒုတိယသာရသွားခဲ့ရင်အာဂျင်တီးနားနဲ့တန်းတွေးသွားနိုင်တယ်။ဒါပေမဲ့လက်ရှိအုပ်စုအနေထားရအရင်ကြီးစိုးရင်စရာမရှိဘူး။ပြီးတော့မှအင်္ဂလန်နဲ့ဘရာဇီးလ်ကအဆင့်3နဲ့4ဖြစ်ပြီးတော့သူတို့နှစ်သိန်းကလည်းအချင်းချင်းမတွေးပဲနဲ့သူတို့နှစ်သိန်းကဆီမီဖိုင်နယ်ရောက်တဲ့အခါမှာဟိုဘက်ကစပိန်နဲ့အာဂျင်တီးနားတစ်သိန်းသိန်းနဲ့ပဲတွေးမယ်။ဆိုတော့အခုလောလောဆယ်အနေထားရ အာဂျင်တီးနားကနာမည်ကျော်စူပါစတာလီယိုမက်ဆီနဲ့ပေါ်တူဂီရဲ့နာမည်ကျော်စူပါစတာခရစ်စတီယာနိုရော်နယ်ဒိုတို့နှစ်ယောက်ကဂိုးကပ်ပြိုင်ပွဲမှာသက်ဆိုင်ရာအုပ်စုတွေမှာပထမရခဲ့ရင်သူတို့နှစ်သင်း quarter final မှာဆုံတွေ့မှာဖြစ်တယ်ဆိုအာဂျင်တီးနားအတွက် လမ်းကြောင်းကအမှန်တိုင်းပြောရင်နည်းနည်းလေးခက်ခဲမဲ့လမ်းကြောင်းလို့ပြောရမှာဖြစ်တယ်သူတို့အုပ်စုအစင်းကတက်လာပြီဆိုတာနဲ့အာဂျင်တီးနားအသင်းကသူတို့အနေနဲ့ရှုံးထွက်မှာတွေ့နိုင်တာကဟိုဘက်ကအုပ်စု H ကဒုတိယရတဲ့စပိန်နဲ့ဥရုဂွေးနှစ်သင်းတည်းကတစ်သင်းစပိန်အုပ်စုပထမရရင်တော့စပိန်နဲ့မတွေ့ဘူးပေါ့လေသူကအုပ်စုဒုတိယရတဲ့ဥရုဂွေးနဲ့တွေ့မယ်စပိန်ဒုတိယရရင်စပိန်နဲ့တွေ့မယ်ပြီးတာနဲ့ပြီးရှုံးထွက်16သင်းမှာ အုပ်စုဒီနဲ့ဂျီကအသင်းအုပ်စုဒီကသူက USA တို့အုပ်စုနဲ့ဂျီကဒါဘယ်ဂျီယံအုပ်စုဖြစ်ပြီးတော့ quarter final မှာပေါ်တူဂီသာအုပ်စုပထမရရင်ပေါ်တူဂီဖြစ်မယ်တကယ်လို့ဥရုဂွေးပထမရရင်လည်းဥရုဂွေးပေါ့လေပြီးတော့မှ semi final မှာ Brazil England တို့နှစ်သိမ်းဖြစ်ပြီးတော့ final ကတော့ပေါ့လေ Argentina လမ်းကြောင်းပေါ်တူဂီလမ်းကြောင်းလည်းဒီလို similar မျိုးပဲဖြစ်ပြီးတော့ပေါ်တူဂီကလည်းသူတို့က quarter final မှာ Argentina နဲ့တွေ့နိုင်တယ်ဒါပေမဲ့ပေါ်တူဂီကသူတို့ဒုတိယရလို့မရဘူးဒုတိယရလို့မရဘူးသူတို့အခုလောလောဆယ်နေထားရာ ကျွန်တော်တတရအကောင်းဆုံးအသင်းတွေလည်းပါတယ်ဆိုတော့ FIFA World Cup ကအခုအုပ်စုပထမရတဲ့အသင်းစုစုပေါင်းပထမဒုတိယရတဲ့အသင်း12သင်းအဲ့ဒါ24သင်းကိုဓာတ်ရိုက်တက်သွားပြီကျန်တဲ့32သင်းမှာကျန်တဲ့8သင်းမှာတတရအကောင်းဆုံးရတဲ့12သင်းတွေကနေ8သင်းကရှုံးထွက်ထက်တဲ့အုံမှာဖြစ်တဲ့အတွက်ကြောင့်အသင်း9အတွက် chance ရှိတယ် ဆိုတော့အခုလောလောဆယ်အကုန်လုံးပထမရတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တွက်ထားတာဖြစ်တဲ့ကြောင့်ဒီလူနဲ့ဒီလူနဲ့တွေ့နိုင်တယ်လို့တွက်လို့ရပါမယ်မတော်တဆတသင်းသင်းကအသင်းကြီးတသင်းကအုပ်စုဒုတိယဖြစ်သွားရင်အပြောင်းလဲအများကြီးဖြစ်လိမ့်မယ်ဒါပေမဲ့အခုလောလောဆယ်ဒါလက်ရှိ FIFA World Cup ရဲ့ဘူဆွဲဖို့ရေပန်းအစားဆုံးအသင်းကစပိန်လူရေးစင်အသင်းဖြစ်ပြီးတော့လက်ရှိမှာစပိန်ကရေပန်းအစားဆုံးနံပါတ်1 ပြင်သစ်ကနံပါတ်2ဘရာဇီးလ်ကနံပါတ်3အင်္ဂလန်ကနံပါတ်4အာဂျင်တီးနားကနံပါတ်5အသီးသီးယက်တီထားတယ်ဒါကအခုလက်ရှိအနေအထားဖြစ်တယ်ဆိုတော့ကမ္ဘာဖလားပြိုင်ပွဲကြီးကိုဂျွန်လ17ရက်နေ့ကနေဂျူလိုင်19ရက်နေ့ထိမက္ကဆီကိုရဲ့ကနေဒါရဲ့အမေရိကန်နိုင်ငံမှာကျင်းပမှာဖြစ်ပြီးတော့ပွဲပေါင်း104ပွဲကစားရမှာဖြစ်ပြီးချန်ပီယံဘသူဖြစ်မလဲကစိတ်ဝင်စားစရာစောင့်ကြည့်မှာဖြစ်တယ်။နောက်ဘောလုံးပိရိသတ်တွေအတွက်ဒီဇင်ဘာ9ရက်နေ့မှာ FIFA ကနေအုပ်စုတွေခွဲသွားပြီးတဲ့အတွက်ကြောင့် တို့ရဲ့တရားဝင်လက်မှတ်တွေကိုထပ်ပြီးရောင်းချသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်ဒါက2026 FIFA ကမ္ဘာဖလားပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေအကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်